ိုရီးယားစတိုင်အသားခင်ကြိုက်တယ်ဆိုရင်နနာအခုပြောပြမယ်ဒီအတိုင်းအိမ်မှာလက်လုပ်စားကြည့်ပါရိုးရိုးရှင်းရှင်းနဲ့တအားရတာရှိပြီးတော့စိုင်ကြီးတွေမှာသွားစားနေရတဲ့ခန်းစားချက်မျိုးရပါလိမ့်မယ်အဲ့တော့ပအဝင် PC ရဲ့အားလုံးကိုမက်ခရိုကနေပြီးတော့ဝယ်ထားပါဗျ။အော် ဒါနဲ့တည်ပြီးကြပြီလားမက်ခရိုကလေခွဲချက်မှတ်တိုင်တာမှာအခုအစ်စ်ထပ်ဖွင့်လိုက်ပြီလိမ့်စာအတီးအကျနဲ့ location link လေးရောနနာ comment ထဲမှာရေးထားပေးပါမယ်အဲ့ဒီခွဲချက်မှတ်တိုင်ကအစ်စ်ဖွင့်ထားတဲ့မက်ခရိုမှာဈေးသွားဝယ်ကြမယ် Nanda's Kitchen အချက်တလိုင်းတွေပဲတီးသန့်ခန်းစားခွင့်ရရှိမယ် discount code လေးအကြောင်းလဲနနာဒီဗီဒီယိုရဲ့နောက်ဆုံးမှာပြပြပေးသွားပါအောင်မယ်ဘသူရင်းနဲ့ပုံနှီးသွားပြီလဲဆိုတာကိုနနာသိချင်တာမို့လို့ကိုနေတဲ့မြို့နယ်လေးတွေကိုလည်း comment ထဲမှာမှန်းခဲ့ကြအောင်နော်ဟုတ်ပြီအခုနနာဝယ်လာတဲ့အသားဟင်းသီးဟင်းရွက်တွေနဲ့ပေါ့နော်ဒီပောင်ပစ္စည်းတော်တော်များများက Ampro ဒစိမ့်ထဲကနေပြီးတော့ဝယ်လာပါတယ် Ampro ဒစိမ့်နဲ့ဟာလေဒီလိုမျိုးလက်ဆက်တဲ့အသားလွှာတွေဟင်းသီးဟင်းရွက်တွေအသင့်စာအေးခဲအစားစာတွေနဲ့ဒီလိုမျိုးမီးဖို့ချောင်တုံးနဲ့ဟင်းချက်ပစ္စည်းမျိုးစုံမှရှိတယ်အဲ့ဒီ Ampro ပစ္စည်းတွေကလေ ဆိုင်သုံးအိမ်သုံးအတွက်ထုတ်ထားတာမို့လို့ပေါ့နော်။ तू ကအရေးသွေးလည်းကောင်းတယ်၊ဈေးနှုန်းလည်းမှန်တယ်။ပေးရတဲ့ဈေးနဲ့ပြင်ရတဲ့ quality ကတော်တော်လေးတန်တယ်ပေါ့နော်။ဒီ M Pro PC ရဲ့အားလုံးက macro မှာပဲဝယ်လို့ရမှာဖြစ်ပါတယ်။အဲ့တော့ဒီနေ့ကတော့လေအာ Nandos Kitchen မှာအခုလိုမျိုးပေါ့နော်။ဟင်းချက်နီးဗီဒီယိုတွေစာတွေအမြဲတမ်းတင်နေအောင်လို့နနောက်နောက်ကိုရနေပြီးတော့အမြဲတမ်းပန့်ပိုးနေတဲ့နနရဲ့အဖွဲရှိရပေါ့နော်။အဲ့တော့အဲ့အဖွဲသားတွေကိုနနကတခုခုကျွေးကျင်တဲ့အတွက်ကြောင့်မို့လို့ Korea style အကင်လေးလှုပ်ကျွေးမယ်ပေါ့နော်။ဒါကြောင့်မို့လို့အခုအာ သူတို့ကိုလှုပ်ကြွေးပါတော့မယ်အဲ့တော့အခုကိုရီးယားစိုင်းအသားကင်လေးကိုစားလုပ်ပါမယ်ပြီးတော့တသက်လွတ်ကော်ပြင်းလေးကြော်လေးလည်းတွဲပြီးတော့စားမယ်အရေးတောက်အတွက်ကတော့ခနန်းပြော့လေးကိုပဲပေါ့နော်ဆက်ဆက်လေးအရင်ကြဲကြဲလေးချက်ပြီးတော့တွဲစားသွားပါမယ်ရှင်စားကြရပြင်ဆင်တဲ့အချိန်မှာလိုအပ်နိုင်တဲ့လက်အိတ်တွေနဲ့အမိုက်ပြဖို့အတွက်လိုအပ်တဲ့အမိုက်အိတ်တွေကိုအရင်ကြိုးပြီးတော့ပြင်ဆင်လိုက်ပါမယ်အရင်ဥဆုံးအသားလွှာတွေကိုကိုပွဲပြင်မဲ့ပကံနဲ့ကိုထည့်လိုက်ပါမယ်။ဒီ Ambro အသားလွှာတွေကလေ၊ तू ကတခါရဲပေါ့နော်။အကင်ဆိုလဲအကင်အတော့ ပြီးတော့ hotpot ဆိုရင် hotpot အတွက်ကိုသူ့ဟာနဲ့သူအထူးအပားညီအောင်လှိတာပြီးသားဖြစ်တော့နေတာတော့လေအိမ်ရောက်ပြီဆိုတာနဲ့တခါတည်းသူကထလီးစရာမလိုတော့ဘူးအဲကိုက ready กินစားရုံပဲ ready ချက်စားရုံပဲပေါ့နော်အဲ့ဒါလေးတခုကတော့တော်တော်လေးအဆင်ပြေရဲ့ တို့အရသာနှက်ဖို့အတွက်ကတော့နနာလေးအချိုဆော့စ်လေးတစ်မျိုးလုပ်မယ်ပြီးပြီဆိုရင်အဆက်အရသာဆော့စ်လေးတစ်မျိုးလုပ်ပြပါမယ်အချိုဆော့စ်လေးကတော့ဘူဂိုဂီစတိုင်လေးပေါ့နော်အဲ့အတွက်ဆိုရင်ထောင်းထားတဲ့ကြွသွန်ဖြူပဲငန့်ပြရဲ့အကြီးတကြားနှင်းစီမွေးလေးကိုထည့်ပြီးတော့တေချာသမသွားအောင်ဝင်လိုက်ပါမယ်ဒါလေးကိုနနာကဝက်ပေါင်သားလွှာလေးနဲ့ဝက်ဂုတ်သားလွှာလေးပေါ်မှာဆန်းလိုက်ပါမယ်။ ဆက်ဆော့စ်လေးအတွက်ကတော့ထောင်းထားတဲ့ကြက်သွင်ဖြူကိုရီးယားငရုတ်သီးအနှစ်ကလေးနဲ့နှမ်းစိမွေးလေးကိုထည့်ပြီးတော့တမအောင်ဝင်ပေးလိုက်ပါ။နနာကတော့ဝက်လိုင်းသားလေးပေါ်မှာဆန်းချလိုက်မယ်။နောက်ဆုံးမှာသူရိအပေါ်ကနေပြီးတော့နှမ်းဖြူလေးနည်းနည်းစီထည့်လိုက်ပါမယ်။ ဝက်သုံးထပ်သားလွှာလေးတွေကိုကြတော့ဘာအရသာမှမထဲတော့ပဲနဲ့တဘာဝလေးအတိုင်းပဲกินပြီးတော့ကင်ချီတို့ပါအောင်နဲ့တွဲပြီးတော့စားပါမယ်ဒီဝက်ကုတ်သား steak အတုံးနဲ့ဒီဝက်သုံးထပ်သားလွှာအတုံးတွေကိုကြတော့နနာကိုရီးယားဆင်ဆင်လေးရိုးရိုးရှင်းရှင်းပြင်ဆင်ပြပါမယ်သူတို့တွေကိုဒီလိုမျိုးလေးစက်ချေခတ်ပုံစံမျိုးဟိုဘက်ဒီဘက်အကုန်မှွှန်းလိုက်ပါမယ်ရသာအတော့ကတော့စားလေးနည်းနည်းနဲ့ ငြိုကောင်းမှုကလေးကိုဖြူးပြီးတော့ပဲရိုးရိုးရှင်းရှင်းပြင်လိုက်ရင်ရသွားပါပြီ။ဟုတ်ကဲ့အခုဆိုရင်တော့ရိုးရိုးရှင်းရှင်းကိုရီးယားစတိုင်အသားနှစ်တာလေးကတော့ပြီးသွားပါပြီရှင်။ဒီထဲကဘလို့အရသာလေးနဲ့နှစ်ထားတာကိုအကြိုက်ဆုံးလဲဆိုတာကို comment ထဲမှာရှင်းပြခဲ့ကြအောင်နော်။အရင်အနေနဲ့တွေ့စားဖို့ကတော့ DM Pro တက်တက်လွတ်ကော်ပြက်လိမ့်လေးကိုပဲလွယ်လွယ်ကူကူကြော်လိုက်ပါမယ်။သူက AK ကော်ပြက်လိမ့်လေးဆိုတော့စားကဏီမှာစီပူပူထဲမှာလွယ်လွယ်ကူကူလေးကြော်စားလိုက်ရုံပဲ။ ချင်းကိုတော့ Emperor Ngeo Sol လေးကိုပဲတုံးလိုက်ပါမယ်။ Okay, ဒါဆိုရင်ကော်ပြန်ကြော်လေးလည်း ready ။နောက်ဆုံးအနေနဲ့ကဒီ Emperor အခဲကနန်းပြော့လေးတွေကိုတုံးပြီးတော့ Korea Style Gangnam Style ဟင်းရည်လေးကိုချက်ပြသွားပါမယ်။ထောင်းထားတဲ့ကျွတ်သွန်ဖြူလေးနည်းနည်းကိုစီတက်မယ်။ Korea ငရုတ်သီးအနှစ်ကိုထည့်မယ်။ Korea ပင်းကပိအနှစ်ကလေးနည်းနည်းကိုပါထည့်ပါမယ်။ သူတို့အားလုံးမှွေးလာပြီဆိုရင်ရေနွေးထားမှုပို့ဆိုရင်အယူပြုတ်ရည်ကိုထည့်ပါမယ်ရှင်ခင်းရလေပွက်ပွက်ဆူလာပြီဆိုရင်လေအရသာဖြည့်ဆွက်ဖို့အတွက်ကိုကစားထားမဟုတ်ဘူးဆိုရင်ငားငင်ပြာရည်လေးနည်းနည်းကိုထည့်ပေးပါမယ်ခုဆိုရင်တော့ကနန်းပြော့လေးတွေကိုထည့်လို့ရပါပြီခင်းရလေပွက်ပွက်ဆူပြီးတော့ကနန်းလဲကြဆာပြုတ်ပြီဆိုရင်အာနနာမုံညင်းဖြူရွက်ကလေးတွေထည့်ပါမယ်အကယ်လို့လေကိုကအချင်းအရသာလေးနဲ့စားကြတယ်ဆိုရင်အာဂင်ချီတို့ဘာလို့ထည့်လဲရရပါတော့เนาะ ကဲသူတို့အားလုံးကိုပွပွဆူပြီးတော့တေချာချက်သွားအောင်ဒီခဏဆက်ချက်လိုက်ပါမယ်။ဟိုးအနံ့လေးကလေလုံးဝကိုရီးယားကိုရောက်သွားတဲ့အတိုင်းပဲနော်။မွေးနေပါပဲ။နောက်ဆုံးမှညုံတီးလေးတွေကိုထည့်မယ်။ကျွတ်တုံမဲ့ကလေးတွေကိုပါဖြူလိုက်ပါမယ်။အသားကင်ကိုကိုရီးယားဆင်ဆင်လေးစားမှာဆိုတော့လေဆလက်ရွက် မိုနဲ့ဒီကင်ချီတို့တခြားဟင်းသီးဟင်းရွက်တွေလည်းနာနာဒီလိုမျိုးလေးပြင်ထားလိုက်ပါရယ်။ကဲဒါဆိုရင်စစားဖို့အတွက်အားလုံးချလိုက်တော့မယ်။ဟုတ်ကဲ့အခုဆိုရင်အသားခင်လေးတွေကစားဖို့ ready ဖြစ်နေပါပြီဘယ်လိုလဲကိုရီးယားစားတောက်ဆန်ကိုရောက်သွားတဲ့အချိန်မှာလားဒီလိုမျိုးအိမ်မှာကိုယ်တိုင်လုပ်စားတော့လေစိတ်တိုက်လဲအဝစားလို့ရတယ်။အော်မစားခင်မှာလေနနအရှိမပြောခဲ့တဲ့ Nanda's Kitchen အချက်တလိုင်းတွေအတွက် အထူးလုပ်ပေးထားတဲ့ macro ရဲ့ discount code အကြောင်းလေးကိုပြပြပေးမယ်နော်။သူကအခုအစ်စ်ဖွင့်လိုက်တဲ့ခွဲချက်မှတ်တိုင်နာ macro မှာ shipping ဘုတ်ပြအောင်ဈေးဝယ်လိုက်တာ ਨੇ 3500 discount ရမှာဖြစ်ပါတယ်။ Air Macro မှာရှိသမျှပစ္စည်းအားလုံးကိုဝယ်လို့ရတယ်။ဒါပေမဲ့ Macro Member ကတော့ဝင်သားပြရမယ်။အကယ်လို့ကိုက Macro Member ဝင်မှုအတွက်အခက်အခဲရှိရဆိုရင်လေ reception counter ရေမှာပေါ့နော်။သွားမေးမြန်းပြီးတော့အခမဲ့ register လုပ်လို့ရတယ်နော်။တခုရှိရအခု2025 October လမကုန်ခင်မှာပွားဝယ်တယ်။ပထမဦးဆုံးအရောက်တရာအတွက်ပဲဒီ discount code လေးကအကျုံးဝင်မှာဖြစ်ပါတယ်။ Online ကနေဝယ်လို့မရဘူး။ အခုအစ်စ်ဖွင့်ထားတဲ့ခွဲချံမှတ်တမ်းရမက်ခရိုမှာတောင်းဝယ်မှာရမှာမို့လို့ဒီလမကုန်ခင်လေးအမြန်တောင်းဝယ်ချဖို့အတွက်အနန္တဒီကနေပြီးတော့ပြောလိုက်ပြရစီရှင်ကိုဈေးဝယ်တဲ့အခါမှာတောင်းလို့ရမယ်အဲ့ဒီ discount code လေးကိုနန္ဒဒီဗီဒီယိုရဲ့ comment ထဲမှာရေးထားပေးပါမယ်ရှင်ကဲအခုနန္ဒရဲ့အဖွဲ့သားရင်းနဲ့ကိုရီးယားအကင်လေးဆွဲလိုက်တော့ ကိုရီးယားအသားခင်စားရင်လေဒီလိုမျိုးကကြီးလေးနဲ့ညှက်ညှက်ပြီးတော့စားရတဲ့အရာသာကဘာနဲ့မှလဲလို့မရအောင်ကဲအားလုံးတို့စားကြရအောင်ဟေ့လာလာလာကြလာကြတခါလေကဲကိုရီးယားအင်မှာရှယ်ဘက်ဒီမှာအရသာလဲစားကြည့်ကြအောင်နော်ဒီမှာကြက်နေရဟာကုန်စားလို့ရပြီအရသာလေးလဲပြောကြအောင်နော်စားပြီးပြီရှင် စားကြည့်လိုက်မယ်တော့ဝေးကိုရီးယားရောက်သွားတယ်ဝေးမရှေ့ဟုတ်လားအိုးလုံကျွေးရကြိုးနှက်ပြီဟေ့ဟုတ်ကဲ့အခုနာရောလိုမျိုးကိုရီးယားအသားခင်ကိုအိမ်မှာလိုက်လို့စားချင်တဲ့သူတွေအားလုံးဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အဆင်ပြေကြပါစေရှင်ကိုနောက်ထပ်ပြန်ပြီးတော့ကြည့်ချင်ရင်ပဲဖြစ်ဖြစ်မသိသေးတဲ့သူတွေလည်းသိသွားအောင်လို့ like and share လုပ်သွားဖို့လည်းမမေ့နဲ့နော်